မနောကံတတ်တတ်မြောက်တာကတော့မစလို့မိစ္ဆာဒိဋ္ဌိနော်မိစ္ဆာဒိဋ္ဌိကံဆိုရင်မနောကကာယကံဝစီကံမပါဘဲနဲ့ကံမြောက်တယ်ပေါ့နော်အယူမားနေတာလေမိစ္ဆာအယူနောက်ဘဝဆိုတာမရှိဘူးလို့ကုသိုလ်အကုသိုလ်ဆိုတာမရှိဘူးလို့ကောင်းတာလို့ရင်ကောင်းကျိုးမရဘူးဆိုတော့ဒါအဲ့လိုမျိုးဆိုရင်ဒါမနောကံမိစ္ဆာဒိဋ္ဌိကံလေနောက်တစ်ခါဆိုလို့အဘိဇာဆိုတာရှိတယ်သူများဥစ္စာကိုမတရားလိုချင်နေတာဟိုလိုချင်ုံတတ်တတ်နဲ့ကတော့လောဘလောဘပဲခေါ်တယ်ကံမမြောက်သေးဘူး မတရားလိုချင်နေတာနော်သူများသားမယားကိုမတရားလိုချင်နေသူများပိုင်ဆိုင်မှုတွေကိုမတရားဘလို့ရအောင်လုပ်မလဲဆိုတော့မတရားတဲ့နီလန်းနဲ့လိုချင်နေတဲ့ဆရာအကုသို့ကြီးတယ်အပေကြနိုင်တယ်ကြာအောင်ကြီးတယ်အဘိစာလို့ခေါ်တယ်နော်တော့ဗျာပါဒဆိုသူများကိုမကောင်းကြံတယ်နော်ဒီပုဂ္ဂိုလ်ကဘလို့ညှင်းဆဲရမလဲဘလို့တက်ဖြစ်ရမလဲဘောနော်သူများတေကြည်ပစ္စည်းမဲ့ဟာကိုတွေးတောကြံစီနေတာဒါဒေါသအကုသို့ကြီးတယ်အဲ့တော့ဒါကကာယကံဝစီကံမပေါအောင်စိတ်ထဲမှာဖြစ်နေတဲ့ကံ၃ပါးနော်ကျန်တဲ့ဟို သူများတက်ကိုတတ်တာသူများဥစ္စာကိုခိုးတာလို့ပါကြတော့ကာယကံမြောက်မှာသူကနော်အကုသို့ကံမြောက်မှာအဲ့တော့စိတ်လဲပါမယ်ကံလဲပါရမယ်အဲ့တော့သူများဥစ္စာကိုသူဘာတက်ကိုတတ်တယ်ဆိုတဲ့နေရာမှာဥပမာကားမောင်းသွားရင်းနဲ့မတော်တဆမွေးတို့ဘာလို့တိုက်တိုက်နင်းမိသွားမယ်အကောင်လေးတွေကိုချိန်မိသွားတယ်ပေါ့နော်မတော်တဆခွေးတွေဘာတွေကိုတိုက်ပြီးသွားတယ်ဆိုရင်ကာယကံမနာတိပါဒအကုသို့ကံဖြစ်ပြီလားဆိုမဖြစ်ဘူးဘာလို့သူစိတ်မှမပါတာအဲကြောင့်ကာယကံတို့ဝစီကံတို့ကြတော့မနောကံနဲ့ပေါင်းရမယ် စိတ်ပါမှာကာယကံမြောက်မယ်ဝစီကံမြောက်မယ်စိတ်မပါရင်မမြောက်ဘူးနော်စိတ်မပါရင်မမြောက်ဥမာဖုဒဝါစာတချို့နှုတ်ကြမ်းတယ်တချို့ဘုန်းကြီးတွေလည်းနှုတ်ကြမ်းတယ်တချို့လူတွေလည်းနှုတ်ကြမ်းတယ်တချို့ကစရိုက်ဖြစ်နေတာဟိုဒေါသမပါဘူးနော်ဒေါသမပါဘူးဟိုတပည့်ကိုဆုံးမလို့တဲ့စိတ်နဲ့စကားကြမ်းကြမ်းတန်းတန်းပြောလိုက်တယ်ဆုံးမလို့တဲ့စိတ်နဲ့ပြောတာအဲ့ဆိုဖုဒဝါစာမခေါ်ဘူးတကယ်ကိုဒေါသစိတ်နဲ့မကျင်မနှက်တဲ့စိတ်နဲ့ကြမ်းတန်းတန်းစကားပြောလိုက်တယ်ဆိုဖုဒဝါစာဖြစ်သွားတယ်ဒါကြောင့်ဦးဇင်းတို့ကာယကံနဲ့ဝစီကံကြတော့ ကိုတက်တက်နှုတ်တက်တက်နဲ့သူကအကုသိုလ်ကံမမြောက်သေးဘူးစိတ်ပါမှမြောက်မယ်မနောကံခုနကမိစ္ဆာဒိဋ္ဌိရဲ့သူများရဲ့ PC ကိုမတရားလိုချင်နေတဲ့ဟာရဲ့သူများကိုမကောင်းကြံနေတဲ့ဟာကြတော့ကာယကံဝစီကံမပါဘဲနဲ့ကိုမနောကံအကုသိုလ်ကံမြောက်နေတာပေါ့နော်အဲ့လိုမျိုးမြောက်နေတာအဲ့တော့ဘသူကအဘိုးအပြစ်ကြီးတယ်လဲလို့ဆိုတဲ့အခါကြတော့ကံ၃ပါးထဲမှာမနောကံကအပြစ်ကြီးတယ်ဘသူမိစ္ဆာဒိဋ္ဌိကိုရည်ရွယ်တာဘသူမိစ္ဆာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ဒီသူကအကုသိုလ်လည်းလက်မခံအောင်ကုသိုလ်လည်းလက်မခံတော့မကောင်းတာအကုန်လုပ်ဖို့များသွားတယ် တော့လူတွေတို့တော့ကောင်းတာလုပ်ချင်တဲ့စိတ်ကမကောင်းတာလုပ်ချင်တဲ့စိတ်ကများတာလေနော်အဲ့တော့သူများသားများကိုစော်ကားရင်လည်းအပြစ်မရှိဘူးဆိုရင်စော်ကြုံရင်စော်ကားမှာပဲနော်ကြာကူလီလုံးမှာပဲနော်အဲ့တော့သူများတို့ကခိုးလို့အပြစ်မရှိဘူးဆိုရင်လည်းရရတဲ့နည်းခိုးမှာပဲလိမ့်လိမ့်တက်မှာပဲလေနော်အဲ့သူများတက်ကိုတက်လို့အပြစ်မရှိဆိုရင်လည်းနွားလည်းတက်မှာပဲကျွဲလည်းတက်မှာပဲဆဲလည်းတက်မှာပဲရဲလည်းတက်မှာပဲဟိုအပြစ်ရှိတဲ့လူယူဆတဲ့ပုဂ္ဂိုလ်ကတက်ရင်တော့မတက်ရဲဘူးတက်တွန့်နေသေးတယ်အများကြီးလည်းမတက်ရဲဘူးအပြစ်မရှိတဲ့ပုဂ္ဂိုလ်ကပျော်ပျော်ကြီးကိုတက်တာရဲရဲကြီးကိုတက်တာ မကွာတယ်ဒါကြောင့်ဆိုလို့မိစ္ဆာဒိဋ္ဌိရှိသွားတဲ့ပုဂ္ဂိုလ်ကမလုံရဲတဲ့အာဟုတုမရှိတော့ဘူးဒါကြောင့်မနောကံထဲမှာနော်ဒီမိစ္ဆာဒိဋ္ဌိကံဟာအပြစ်ကြီးဆုံးဆိုပြီးတော့ဘုရားဟောတာတာရှိတယ်နော်ဘာလဲမနောကံမှာအပြစ်ကြီးအချက်အကြောင်းကတော့သူမလုံရဲတဲ့အာဟုတုမရှိတော့တဲ့အတွက်ကြောင့်ပါနော်အဲဒါဆိုမဟုတ်